ားလုံးပဲမင်္ဂလာပါ Control Wing Gaming ရဲ့နေ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးတွေကတော့ Harvest Moon Back to Nature Game ထဲမှာပါဝင်တဲ့ခြံထဲမှာမွေးလို့ရတဲ့တရိတ်ဆန်လေးတွေနဲ့တော်ရဲတရိတ်ဆန်လေးတွေအကြောင်းပဲဖြစ်ပါတယ်ခဲတရိတ်ဆန်လေးတွေပါမလဲဆိုတာကိုတစ်ချက်လောက်သွားကြည့်လိုက်ရအောင် Black and white. ံပါတ်၁ခွေးခွေးရဂိမ်းစားရရပါပါတယ်သူ့ကိုနေစဉ်စကားပြောပွေးချီပေးပြီးအဲ့ရတဲ့အတူတူခေါ်အိမ်မယ်ဆိုလို့ရှင်အသေးတိုးလာပါလိမ့်မယ်ခွေးရဲ့အသေးတစ်ခုဟာခြံတိုးတဲ့နှုံးရဲ့တစ်ရာခိုင်နှုန်းရှိပါတယ်ခွေးကိုအလွမ်းခလုံးနဲ့လေးချုံပြီးတော့ခေါ်လို့ရတယ်ဝမ်စီယာဘောလုံးလေးဝယ်ပြီးတော့နေတိုင်းကစားပေးရပါမယ်ဒါဆိုလို့ရှင်ခွေးရဲ့ညံရတရက်ကို300ခိုင်နှုန်းတက်လာပါလိမ့်မယ် ခွေးပြိုင်ပွဲမှာနိုင်ဖို့အတွက်ကညံရင်မြင့်နေမှသာဖြစ်နိုင်မှာပါခွေးညံရအမြင့်ဆုံး2.5အထိရှိပြီးတော့မှနေတိုင်းကစားပေးမယ်ဆိုလို့ရှိရင်အပြည့်ရဖို့က83ရက်ကြာပါလိမ့်မယ်။ဂိမ်းရဲ့ဒုတိယနှစ်လောက်မှာနွားချံပိုင်ရှေဘာလီကသူ့အိမ်ရခွေးမနဲ့ပေးစားဖို့လာခေါ်သွားပါလိမ့်မယ်။တပတ်လောက်ကြာတဲ့အခါမှာတော့ခွေးပေါက်လေးနှစ်ကောင်ရလိမ့်မယ်ပေါ့နော်။အဲခွေးပေါက်လေးတစ်ကောင်ကိုဘာလီကထိန်းသိမ်းထားပြီးတော့တစ်ကောင်ကိုစတုဆိုတဲ့ကောင်လေးကိုပေးလို့ရပါတယ်။အဲနောက်ပြီးတော့ တချို့လူတွေပြောကြတာကတော့ဒီရဲသားကြီးကိုလက်ဆောင်ပေးလဲရတယ်လို့ပြောကြတယ်။နံပါတ်1မြင်ကိန်းစာ3ရက်လောက်မှာမနက်7:00နာရီခွဲလောက်ကိုနွားကြံဘက်ကိုသွားမယ်ဆိုလို့ရှင်နွားကြံပိုင်ရှင်ဘာလီယာမြင်းလေးကိုလက်ဆောင်ပေးပါလိမ့်မယ်မြင်းကိုအသေးတိုးလာစေဖို့နေ့တိုင်းစကားပြောပေးရပါမယ်ဘဘဲဘူက brush ကိုဝယ်ပြီးတော့မြင်းကိုတိုက်ပေးရပါမယ်မြင်းကကြီးလာတဲ့အခါဘာလီယာအိမ်ကိုရောက်လာပြီးတော့မှဒီမြင်းကိုပြန်ယူဖို့လာခဲ့ပေမဲ့ အဲမြင်းက channel ထဲမှာပျော်နေရအောင်မြင်တော့သူပြန်ပြီးတော့မယူပါဘူးဒါပေမဲ့ကျွန်တော်တို့မြင်းကိုတေချာခရီးမဆိုင်ဘူးဆိုလို့ရှိရင်တော့တေချာပေါက်ပြန်ပြီးတော့တင်းသွားမှာပါအဲ့ဒီလိုပြန်တင်းသွားတဲ့အခါ channel ကမျက်ခင်းတွေကိုမျိုးစိတ်40လောက်စိုက်ထားမယ်ဆိုလို့ရှိရင်ဒီမျက်တွေပေါက်လာပြီးတော့မျက်တွေရှင်းလာတဲ့အခါကျလို့ရှိရင်ပြန်ပြီးတော့ဒီမြင်းကိုရရှိနိုင်တယ်ပေါ့နော် မြင်းကကြီးလာလို့ရှိရင်တက်စီလို့ရတယ်အဲ့ဒါလည်းကျွန်တော်တို့ဒီ channel သီးတန်ပဲပေါ့နော် ရင်ကုန်းကြီးရဲ့အိတ်ထဲကိုလည်းပစ္စည်းတွေပြစ်ထည့်ပြီးတော့မှရောင်းလို့ရပါတယ်။မိုးရွာတဲ့ရက်တွေနဲ့မုန်တိုင်းချီတဲ့ရက်တွေမှာဆိုလို့ရှိရင်မြင်းကို channel ကိုပြန်ပြီးတော့ထည့်ထားသင့်တယ်။ channel အချိန်တွေမှာတော့မြင်းကို channel မှာလွှတ်ထားလို့ရတယ်။သူကလည်းခွေးလိုပဲ L2 ခလုတ်နဲ့လေးချုံပြီးတော့ခေါ်လို့ရပါတယ်။ ခန္ဓာရင်အားဆိုတာလည်းဒီမြင်းမှာရှိရပါတော့မြင်းပေါ်တစ်ခါခုန်တိုင်းလိုက်တိုင်းမြင်းရဲ့ခန္ဓာရင်300ခိုင်နှုန်းတက်ပါတယ်ဘလောက်တက်စီစီတနည်းကို300ခိုင်နှုန်းပါပဲမြင်းရဲ့ခန္ဓာရင်အားလည်း255ရှိပြီးတော့အပြည့်ရဖို့အတွက်83ရက်ကြာမှာပါမြင်းပြိုင်ပွဲမှာနိုင်ဖို့ဟာခန္ဓာရင်အားအပြည့်ရှိဖို့လိုအပ်ပါတယ်မြင်းပြိုင်ပွဲမှာနိုင်မယ်ဆိုလို့ရှိရင်တော့အမှတ်တရဓာတ်ပုံရပါလိမ့်မယ် ။နံပါတ်3ကြက် ကြက်ကကြက်ချံမှာဝယ်လို့ရှိရင်တစ်ခေါင်း1500ပေးရတယ်။ကြက်ကိုအသေးတိုးဖို့ဘာမှလုပ်စရာမလိုပါဘူး။အစာကျွေးလို့ရှိရင်သူ့ဘာသူတိုးရတယ်။ကြက်ချံမှာသားဖောက်တဲ့ဆင်လေးရှိလို့ကြက်ဥတွေကိုမယောင်းမဲနဲ့အကုန်ဖောက်လိုက်မယ်ဆိုလို့ရှိရင်လည်းငွေကိုခြေတားရောက်ပါတယ်။ လူရည်ဒီမှာပြောင်းမှုတွေကိုစရင်တချို့တဘက်ကိုမရောမဲနဲ့ကြက်ချံမေးရရေတလက်မှာသွားကြိတ်လိုက်လို့ရှင်ကြက်စာရပါသေးတယ်။ကြက်ကစုစုပေါင်း10កောင်မွေးလို့ရပါတယ်။ကြက်ဥကကြက်ရဲ့အသေးပေါ်မူတည်ပြီးတော့အရွယ်စားမတူကြပါဘူး။ကျွန်တော်ပုံမှန်ဆိုဒီတိုင်းကြိတ်လိုက်မယ်ဆိုလို့ရှင်တူတူပဲလို့ထင်ရပေမဲ့လည်း site ကတော့ခြေကတရရဲ့ထည့်တဲ့ခါကြာလို့ရှင်တိတိတလာလေးကွာပါတယ်။အသေးပြေလို့ကြက်ပြိုင်ပွဲမှာနိုင်တာနဲ့ရွှေကြက်ဥဥပေးပါတယ်ဒါရွှေဥအစ်စ်မဟုတ်ဘောနော် ကြီးဆုံးအရွယ်စားဟုဆိုလိုတာပါ။နောက်ပိုင်းအိမ်နေချဲ့လို့ကုန်လို့ရှင်ဘဘဲပုံမှာမယောနီစ်လုပ်တဲ့ဆက်ဝယ်ပြီးတော့ကျုပ်ကနေတစ်ဆင်းမယောနီစ်ထုတ်ပြီးတော့ရောင်းနိုင်ပါသေးတယ်။နံပါတ်၄နွားနဲ့သူနွားနဲ့သူဟာသဘောတရားချင်းကအတူတူပဲနွားချက်မှာသွားဝယ်မယ်ဆိုလို့ရှိရင်နွားက6000သူက4000ပေးရတယ်နွားနဲ့သူကိုအသေးသေးစေဖို့အတွက်ပုံမှန်အစာကျွေး breast size စကားပြောရမယ်ဆိုလို့ရှိရင် အသေးတိုးလာပြီးတော့အသေးပမာဏများလာတဲ့အတိုင်းနွားနုနဲ့သုံးမွေးကိုပေးပါတယ်။ကြက်ချက်မှာလို့တားဖောက်စင်မပါပေမဲ့အရွယ်ရောက်ပြီးသားနွားနဲ့သိုးတွေကိုစီးတင်ပေးလို့ရတယ်။ဒီစီးတင်ပေးရဲ့ပစ္စည်းအား3000ပဲပေးရလို့ငွေကိုခြွေတရာရောက်မှာပါ။အဲဒီမှာမြက်ခင်းတွေစိုက်ထားတာနွားစာရပါတယ်နွားချံချဲ့မယ်ဆိုလို့ရှိရင်အကောင်22ကောင်အထိမွေးလို့ရတယ် ဒီကောင်တွေရဲ့အလုပ်ကိုလုပ်နေရတာအချိန်ပေးရပြီးတော့တော်တော်လေးလေးပြင်းစရာကောင်းလို့ကျွန်တော်ဆိုအလွန်ဆုံးနွားရှစ်ကောင်သိုးရှစ်ကောင်လောက်ထိပဲမွေးတယ်သူတို့လည်းစက်တီလိုပဲပြိုင်ပွဲမှာအနိုင်ရမယ်ဆိုလို့ရှိရင်ဒါရွှေအဆင့်ထုတ်ကုန်တွေကိုပေးပါတယ်ဘဘဲပုံမှာခြေလုံးလုပ်တဲ့ဆက်နဲ့ဒိန်ငယ်လုပ်တဲ့ဆက်တွေကိုလည်းဝယ်နိုင်ပါသေးတယ်ဟာနဲ့တော့ခြံထဲမှာမြက်ခင်းဆိုင်ပြီးတော့လွတ်ထားမယ်ဆိုလို့ရှိရင်အစာကျွေးစရာမလိုတဲ့အပြင်အသက်တုံးတုံးလေးမြန်စေပါတယ် ဒီအိမ်မွေးတိရစ္ဆာန်တွေကိုတူတစင်ပစိန်တို့နဲ့ပေါက်ပြီးတော့နှိပ်စက်မယ်ဆိုလို့ရှိရင်အသေးတွေညော့သွားပြီးတော့နွားနိုးကျဲဦးစတာတွေမပေးတော့ပါဘူးအသေးတွေကုံသွားတဲ့အထိနှိပ်စက်မယ်ဆိုလို့ရှိရင်တော့တေသွားမှာပါကြက်နွားတိုးတွေနေမကောင်းဖြစ်တဲ့အခါကျလို့ရှိရင်အယောင်ပြောင်းသွားပါတယ်အဲ့လိုကြုံရပြီဆိုလို့ရှိရင်နွားချန်တို့ကြက်ချန်တို့မှသွားပြီးတော့ဆေးဝယ်ပြီးတိုက်လို့ရပါတယ်နံပါတ်5ပြား channel မှာဘာပန်းမျိုးစားပဲဖြစ်ဖြစ်မျိုးစိတ်လေးတုံးစာလောက်စိုက်ထားမယ်ဆိုလို့ရှင်ရေကန်ဘေးကပန်းသီးပင်မှာပြားအောင်လာဆွဲပါလိမ့်မယ်။နောက်ရဆိုလို့ရှင်ပြားရည်ထုတ်ယူလို့ရပါပြီ။တခုတမားကြီးအိမ်မှာနေရဲပြားဖမ်းတဲ့ lorries ကိုပြားရည်လက်ဆောင်ပေးမယ်ဆိုလို့ရှင်ဒီပြားရည်ကိုဈေးပူရအောင်သူကပြောပေးပါလိမ့်မယ်။ကျွန်တော်ပန်းကတော့တစ်ခါပဲစိုက်ဖို့လိုပါတယ်။တစ်ခါစိုက်ပြီးသွားလို့ရှင်ရပါပြီ။ဒီပန်းတွေမရှိတော့တဲ့ခါကြလို့ရှင်ပြားရည်ကသူ့ဘက်သူရှာပါလိမ့်မယ်။နံပါတ်6တောခွေးမြေခွေးနဲ့တခြားအကောင်တွေ ။အဲဒီမှာနွားတွေကြက်တွေလှုပ်ထားလို့ညာဘက်မသိမိဘူးဆိုလို့ရှိရင်တောခွေးကလာပြီးတော့ကြိုက်ပါတယ်။တစ်တုံးတွေကိုစီပြီးတော့ခြံစည်းကိုလှုပ်ထားရင်တော့သူဝင်လို့မရပါဘူး။ဒါပေမဲ့ကြောက်တုံးတွေနဲ့ခြံစည်းကိုလှုပ်ထားမယ်ဆိုလို့ရှိရင်တော့တောခွေးကအလွယ်တကူဝင်နိုင်ပါတယ်။မြေခွေးအဝါလေးတွေကတော့ကြက်ခြံထဲထားရင်တော့မကြိုက်ပါဘူး။တခြားရှင်ယုံမွေစတဲ့အကောင်လေးတွေကိုခြံထဲယူထားမယ်ဆိုလို့ရှိရင်နောက်ရွက်ဆိုသူ့ဘာသူပျောက်သွားမှာပါ။ ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့မွေးထားတဲ့ခွေးလေးကတောခွေးကိုလိုက်ကြိုက်နေတာကိုတွေ့ရမှာပါဒီတော့ကျွန်တော်တို့ခွေးကအလှမွေးရုံနဲ့မဟုတ်ဘဲနဲ့အားကိုးရတယ်ဆိုတဲ့သဘောကိုလည်းပြသနေပါဗျာ အခုပြပြပေးသွားတဲ့အကြောင်းအရာလေးတွေကတော့ Harvest Moon Battle Nature ဂိမ်းထဲမှာပါဝင်တဲ့တိတ်ဆက်လေးအကြောင်းအကုန်ပဲဖြစ်ပါတယ်။ဒီဂိမ်းမှာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေလည်းအများကြီးရှိနေသေးတာမို့လို့နောက်ထပ်လာမယ့်ဗီဒီယိုလေးတွေကိုလည်းဆက်လက်ပြီးတော့အားပေးကြပါအောင်ခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးရတဲ့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးတစ်ခုနဲ့ပြန်တွေ့ပါအောင်မယ်။အားလုံးပဲ See you guys. We've been get some